ကျွန်တော်ကအဲ့လိုအမြဲတမ်းအဲ့လိုအချစ်နှစ်မျိုးလို့အချစ်သုံးမျိုးလို့အရင်ချစ်ရတဲ့လူတွေမှာကျွန်တော်ပါတယ်ဆိုတော့အဲ့လိုအချစ်တွေကိုခွဲခွဲပြီးချစ်ရတယ်တဲ့မှာလည်းကျွန်တော်ပါတယ်ဆိုတော့ဒါပေမဲ့ဘသူ့ကိုပို့ပြီးတော့အာချစ်တယ်ဆိုတာတော့ပြိတ္တတွေတော့အလားကြီးနေသိမယ်ထင်တယ်ဟုတ်မမင်းကိုချစ်လို့ပြရလေမင်းတို့ပြန်ချစ်ပြရအဲ့မမတန်းညီနဲ့ဆုံးတဲ့အခမ်းအနားကရင်ခုန်တယ်အဲ့ခန်းကိုရိုက်ဖို့အတွက်အားစီရဲစီတင်ပြီးသွားတာကျွန်တော်နေကင်းပတ်ကြီးလိုက်တာအဲ့ဒါ နေခင်းကိုတနာရီလောက်ရိုက်တာကျွန်တော်ကြောက်လို့အဲ့ခန်းရိုက်ရမှာလေလို့ဝိုင်းနေတောက်ပြီးတော့ရိုက်တာအဲ့ချိန်အမှန်တော့တော်တော်အခုလဲလာပါတယ်အဲ့ချိန်ကတော့အလုံးကအေးမင်းရင်ဆိုင်ရယ်သူကြည့်ရတယ်ကိုကအောက်ငုံပြီးအဲ့လိုဖြစ်နေရတယ်ကိုဝိုင်းတောက်လဲအဲ့လိုအဲ့တကယ်ဝိုင်းတောက်တဲ့အခန်းလေးလဲပါနေအမှလို့လဲအဲ့တော့လဲဝိုင်းတောက်နေသူ့လှမ်းလှမ်းကြည့်ကြောက်လို့အဲ့တော့ဘာလုပ်လဲမမတပ်ပုံဘိုးတွေဝစ်စားဖို့တွေဒီကနေရှင်လေးဒါအောက်နေမနေလုပ်ပြီးထားတာနော်ကြည့်ရမမရဲ့အစ်ချစ်ကအရင်ပြင်းထန်တယ် အရင်ချစ်တတ်ကြပဲဟိုအရင်ရင်ခုံပါတယ်ကျွန်တော်မနေ့ကဆိုရင် family show ပုံစံမျိုးကြည့်ခဲ့ရဖြစ်တဲ့အတွက်ကျွန်တော်တက်တာ၃ချိန်မြောက်အောင်မြေကိုပြန်ပြီးတော့အာရင်ခုံရတဲ့အားမျိုးဆိုတော့ခုပြန်ကြည့်ရတဲ့အခါမှာပို့ပြီးတော့ပရိသတ်တော့ပုံရင်ခုံတယ်ပြီးတော့ကျွန်တော်ကိုဟိုရုပ်ရှင်ကားကြီးတွေစောင့်နေတယ် series တွေစောင့်နေတဲ့ပရိသတ်တွေတော့လည်းကျွန်တော်ထပ်ပြီးရင်ခုံပါတယ်ဟုတ်လောကကြီးကငါတို့ပဲမှားနေတာသူပဲမှန်နေသလားဆိုတော့တချို့အစိတ်တွေကလည်းတိတ်ချူတော့ ိုက်ကရိုက်တဲ့ကကျွန်တော်လေအဲ grow web ပြီးတဲ့ကကျွန်တော်အောင်မြေဆိုရယ် lucky color ကျွန်တော်အပြာနုနုလေးနဲ့အောင်မြေ character တော့ကျွန်တော် YouTube ကပြားမှာကျွန်တော်လမိုင်းပေါ့နော်ပွဲပြီးခဲ့ကြတာဆိုတော့တကယ်ကိုကျွန်တော်နာမည်လေးစဖတ်တဲ့အောင်မြေဆိုအရန်အိပ်ပဲရှိရပါပဲအဲ့လိုမျိုးဆိုတော့အရန်ပီတီဖြစ်မိပါတယ်ဟုတ်နင်တော့သူ့လိုဘယ်တော့မှမလုပ်ပါဘူးလို့ငါကရိပ်ပြီးပါမမင်းချစ်လို့ပြရတယ် မင်းတို့ပြင်ချက်ပေးရကျွန်တော်ကအဲ့လိုအမြင်ခံအဲ့လိုအချစ်2မျိုးလို့အချစ်3မျိုးလို့အရင်ချစ်ရတဲ့လူတွေမှာကျွန်တော်ပါတယ်ဆိုတော့အဲ့လိုအချစ်တွေကိုခွဲခွဲပြီးချစ်ရတဲ့နေရာမှာလည်းကျွန်တော်ပါတယ်ဆိုတော့အဒီတစ်ခါမှကျတော့ तू ကချစ်လို့ချစ်မှမသိအစိတ်ဖြစ်လို့ဖြစ်မှမသိပဲနဲ့ဟိုမင်းရဲ့ရှေ့တောက်တုံးခဲ့တဲ့ကောင်လေးတယောက်ပေါ့နော်ဆိုတဲ့အတွက်ဟိုပုံစံ2မျိုးနဲ့တော့ပုံပွားပေါ့ဒါပေမဲ့ဘသူ့ကိုပို့ပြီးတော့အာချစ်တယ်ဆိုတာတော့ပြည့်တည်တော့လာကြည့်ရင်သိမယ်ထင်တယ်ဟုတ်အဲ့ဒါဘာလို့လဲမမဟွန်း ဓာတ်ပုံဘိုးတွေဝစ်စားဖို့တွေဒီကနေရှင်လေးဒါအောက်နံပါတ်နဲ့လုတ်ပေးထားတာနော်ကြည့်ရကျွန်တော်မျိုးကျွန်တော်မမရမမရှိရကျွန်တော်ယူရိုင်များနေပြီအဲမမတညင်နဲ့စုံတဲ့အခမ်းအနားကရင်းခုန်တယ်ရင်းခုန်တယ်ဆိုတော့လေအဲ့တုန်းကလည်းလွန်ခဲ့တဲ့9နှစ်ဆိုတော့ကျွန်တော်ရုပ်ရှင်ကားကြီးနဲ့အထီးတွေ့ရတော်တော်နေသေးတဲ့အချိန်ဖြစ်တယ်ပြီးတော့ဟိုဝိုင်းတယောက်ဆောင်နေအကုန်လုံးနဲ့တယောက်ဆောင်တာဖြစ်တယ်ပြီးတော့အမားတို့ဆိုတာဟိုတကယ်ကို ကားတွေမမျိုးတို့မမျိုးတို့ဒီမမမကြီးအေတောင်းတို့ပေါ့နော်ငန်းစုတို့ဆိုတာကိုထက်စီနီယာတွေလည်းဖြစ်တယ်ဆိုတဲ့အတွက်တို့နဲ့ဆောင်ရတဲ့အခါမှာဟိုကိုကကိုအကောင်းဆုံးကြိုးစားမယ်ဆိုရယ်စိတ်နေရယ်လာတယ်ဒါပေမဲ့လည်းဘယ်လိုလဲမသိဘူးအဲ့ဒီ character ပဲကိုကိုလမိုင်းကတ်လာမသိဘူးကျွန်တော် shooting ရောက်ရင်အဲ့လိုတိတ်ငဲသလိုလိုအားငဲသလိုလိုဖြစ်ဖြစ်တယ်ပေါ့နော်အဲ့ဒါတွေရတယ်ပဲအောင်မြင်ဖြစ်သွားရလို့လည်းကျွန်တော်ထင်ပါတယ်ဟိုအောင်မြင်ဖြစ်တယ်ဆိုတာလည်းဟိုပရိတ်သတ်ရယ်နောက်ပြီးလို့ရှိရင်ဒီ ဝိုင်းရင်ဒီတကယ်ကိုပုံဖော်ခဲ့ကြတဲ့လူကြီးတွေရဲ့အတိမတ်ပြူမှုပေါ့နော်ပရိသတ်ရဲ့အတိမတ်ပြူမှုတော့အမရသေးဘူးပေါ့ကိုကိုကိုအခုချိန်မှာတော့ပြန်ကြည့်ရင်ကျွန်တော် အောင်မြင်လို့တော့80ရာခိုင်နှုန်းလောက်ထိကိုကိုကတော့တတ်မှတ်ထားတယ်ပေါ့နော်ကျွန်တော်တာဝန်ကျင်ခဲ့လို့ထင်တယ်ဆိုတော့အဲအမောင်းဦးနဲ့ဆုံတဲ့အခါမှာကျွန်တော်အဲရှူတင်သွားတဲ့အခါမှာဘာဝန်းနေလို့ဝန်းနေမှမသိရခံစားချက်ကြီးအများကြီးဖြစ်တယ်ပေါ့နော်အောင်မြေပဲကျွန်တော်နဲ့ပါလာတယ်လို့လို့အဲ့လိုမျိုးဖြစ်တာပေါ့ဆိုရတော့အကောင်းဆုံးပြင်ဆင်မယ်ဆိုပြီးတော့တော့သွားတယ်ဒါပေမဲ့ဟိုရှိုးရအောင်တော့လေအဲ့လိုကြော်ထက်စော တေးဥဆောင်တာတဲ့အလိုမျိုးအောင်မြင်တဲ့အမားလို့ဆောင်ခဲ့ရလို့ပဲထင်ပါတယ်ဟုတ်ရှင်တကူနှစ်ပါဖြစ်လာလဲဟာစကားကိုအေးဆေးပြောမှမဟုတ်ဘာလို့လက်ပါလာလဲနင်တို့ယောက်ျားရေမဟုတ်ဘူးလားမဆက်ကြဘူးလားနင်တို့ဆောင်ကအရင်ဆက်တယ်အဲ့ခန်းนี่ဘလို့ပြင်ဆင်လဲဆိုတော့အဲ့ခန်းကိုရိုက်ဖို့အတွက်အားစေးရဲစေးတင်ပြီးသွားတာကျွန်တော်နေကင်းဘက်ကြီးရိုက်တာအားလားနေကင်းကိုတနာရီလောက်ရိုက်တာကျွန်တော်ကြောက်လို့အဲ့ခန်းရိုက်ရမှာလေလို့ဝိုင်းနေတောက်ပြီးသွားရိုက်တာကျွန်တော်အဲ့ချိန်ကဦးမင်းဦးကအဲ့လို သူအပြင်မှာတော့ကိုနဲ့ဟို personally ရန်ခင်ပေမဲ့ shooting မော်ရောက်သူဒီ driver ပဲဆိုတော့လေသူပြောတဲ့စကားတိုင်းပြောတဲ့ဦးမင်းကကောင်းစီချင်တယ်ကျွန်တော်တို့ရေအဲ့လိုမျိုးပုံမှန်ဆို ID နေရန်လုတ်တယ်လေညောင်မင်းတို့ရေ ID မလုတ်နေဆိုတော့ကလန့်သွားပြီခါကျရင်ဘာလုပ်လို့လုံးဝမသိဖြစ်သွားအဲ့နေကသူပြောချင်တာပြောကိုလည်းလုတ်ချင်တာလုတ်မယ်ဆိုပြီးဝိုင်းနေတောက်သွားတာကိုယ်ဒီတောက်တော့ကျွန်တော်ကောင်းအောင်ငါးခွက်လောက်လေးငါးခွက်လောက်တောက်သွားတော့ကျွန်တော်ဟိုလေးရကောဦးမြင့်လို့တမ်းဝိုင်းတောက်လာတယ် ီဟာလာကောင်းလားကောင်းရိုက်ဆိုအဲ့ချိန်မှာကျွန်တော်ပုံမှန်ဆိုရင်ဟိုကို့အမတွေရိုက်နေရိုက်နေတဲ့အချိန်မှာကိုကျွန်တော် character စီးဖို့အတွက်လက်တွေပိုင်းကျွန်တော်မနေရဘူးကြောက်တယ်အဲ့တော့ကျွန်တော်နည်းနည်းဝိုင်းနေတောက်လာတော့ဘာမှမမြင်တော့အမလည်းကျွန်တော်မမြင်အာကိုအတန်နေရဆက်ကျွန်တော်အဲ့အဲ့ထည်ကမနေမိုးလင်းအဲ့ရနိုးပြီးပြောရင်ညောင်စီညောင်စီအတန်နေပါပါသွားပြပြင်းတော့တာပေါ့တော့မှပြင်းစင်းနေဆိုတာတက်လို့ရဲစိတ်တင်သွားတယ်ဆိုမှန်ပါတယ်ဟိုကြောက်လို့လေကားတလေးတိုင်းငါကို အဲ့နေ heavy suit နေရိုက်တာအဲ့နေမှာကျွန်တော်အဲ့လိုတောက်ပြီးတွားရိုက်လိုက်တွားရိုက်လိုက်တဲ့ဆိုအခုနောက်ပိုင်းတော့အဲ့လိုမလုပ်ဖြစ်တော့ပါဘူးအရှိအကြောင်းအနေနဲ့လေးကိုယ်စိတ်မှာအဲ့လိုအားငယ်စိတ်တွေအတွေးတွေအများကြီးဖြစ်နေအဲ့ဒီအတွေးတွေနဲ့အဲ့ sight shooting မှာမတွားချင်ဘူးအဲ့နေကရှင်းရှင်းလေးပဲတွားချင်တယ်ဟိုကောင်းကောင်းလေးတွားချင်တယ်ကောင်းတော့တကယ်ကောင်းတော့ပြီးလဲပြီးတော့ကျွန်တော်အရင်မှုပြီးပြင်ငိုတာအဲ့မှာဟိုတော့ဦးမင်းကမငိုအောင်တော့မင်းယောက်ျားပြင်မျက်ကြီးမကြအောင်ဆိုတော့ကျွန်တော်မျက်ကြီးကြားတဲ့ခံတော်တော်နေပါတယ်အဓိကဦးမင်းကိုကြောက်လို့လေ ဦးမင်းဦးရဲ့အဲဒီတော့ကိုသုံးပေါင်လို့လည်းပါတယ်အဲဘေးကဟိုဘေးကလူတွေရဲ့အပြောတွေဘာမှမကြားတော့ကျွန်တော်ကျွန်တော်တို့လှုပ်ချင်တာပဲလှုပ်ခဲ့လိုက်တာကျွန်တော်အရှိမအဲဒီကားမရိုက်ခင်မှာဇာလန်တွေက၅ခုလောက်ပြီးနေပြီဇာလန်တွေ၅ခုဆိုတော့ဟိုရိုက်ဖြစ်နေပြီပေါ့မှန်းဒါပေမဲ့အမားနဲ့ရိုက်ရမှာကျွန်တော်ဘာကြောက်မှမသိဘူးအဲ့လိုပြီးတော့ရုပ်ရှင်ငါးကြီးဖြစ်တဲ့အတွက်နှစ်နာရီစာမှာကို့အကဲဖြတ်ချင်မှဆိုတော့လေကျွန်တော်ပို့ပြီးတော့စိတ်လှုပ်ရှားတယ်ပြောလေကိုတော်တရားကြီးကဟိုအတိမတ်ပြုခံနိုင်တဲ့ကားမျိုးလည်းဖြစ်တယ်ဆိုတော့လေ အဓိကတော့ဝိထုတွေဆံမားတို့ဝိထုကွန်မြူနီရဲ့စကားလုံးတွေဥမင်းဦးရဲ့ရိုက်ချက်တွေမှာကိုကဟိုလိုက်မစူးစားပဲနဲ့ဟိုလိုက်မစီမျောပဲနဲ့ဖြစ်တယ်လို့လုံသွားတာမျိုးတော့မဖြစ်ချင်တော့ကျွန်တော်ပို့ပြီးအဲ့ဒါကြီး stress များတာပေါ့နော်ဆိုတော့အမနဲ့ lab စင်းနေမှာပို့ပြီးတော့ကြောက်နေလို့လားမသိဘူးကျွန်တော်အဲ့လိုကောင်းလေးအဲ့လိုတိမ်ငယ်ပြီးတော့လေအူတူတူရုပ်လေးတော့ဖြစ်နေတယ်မနေ့ကကြည့်လိုက်တဲ့ချိန်မှာအခုဆိုတော့ကျွန်တော်လည်းဇလဲရုပ်တော့ပေါက်တယ်ဟုတ်တယ်မသိဘူးအမမလို့အမအမမလို့ကြောက်တာ အဲ့ချိန်အမှလာတော်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 အခုလဲလာပါတယ်အဲ့ချိန်ကလည်းအလုံးကအရင်မင်းရင်ဆိုင်ရယ်သူကြည့်ရတယ်ကိုကအောက်ငုံပြီးအဲ့လိုဖြစ်နေရတယ်ဝိုင်းတောက်လဲအဲ့လိုအဲ့တကယ်ဝိုင်းတောက်တဲ့အခန်းလေးလဲပါနေအမှလို့လဲအဲ့တော့လဲဝိုင်းတောက်နေသူ့လှမ်းလှမ်းကြည့်ကြောက်လို့အဲ့လိုကြောက်တယ်ဆိုတာတော်တော်လေးစားတယ်ကိုအမကြီးကိုနဲ့အလုံးလုံးတဲ့ခါမှသူတို့အဆင်ပြေပါမလားဒါမှမဟုတ်နောက်ပိုင်းကျတော့အခုနောက်ပိုင်း9နှစ်လောက်ကြာသွားပြီဆိုတော့အဲ့ခံစားချက်တည်းကနောက်ပိုင်းတော့မရှိတော့ဘူးဘာလို့လဲဆိုတော့ ရှူတင်ရောက်ကြိုးစားကြမယ်အတူတူဖြစ်ပေါ်အတူတူဒီဇန်ဝင်ကန်တခုကိုအကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်နဲ့ပဲသွားတော့အဲ့တုန်းကကျတော့ stress တွေများတာပေါ့နော်ဟုတ် down မြန်ရိုက်တော့ညီမလေးတင်းပြန်ဖြစ်သွားတယ်။ down မြန်ရိုက်တော့မမရင်ပူလောင်နေလေ။အဲတော်ပြီမမမကြိုက်တော့ဘူးဆိုပြီးတော့အဲ့တော့ညီမလေးတင်းပြန်ဖြစ်သွားတယ်။မမရဲ့အချစ်ကအရင်ပြင်းထန်နေ။အရင်ချစ်တတ်ကြပါပဲ။ကျွန်တော်ဒီကားကြည့်လိုက်တဲ့အချိန်မှာ ဟာလို့အဲ့တော့ရိုက်တော့မသိဘူးဗောမရေတယောက်တခန်းစီရိုက်ကြတယ်ပြန်ကြည့်လိုက်တဲ့ချိန်မှာဟာတော်တော်တကယ်တော့လေအမရဲ့အချစ်ကအရန်ဖြူစင်ခဲ့ပါတယ်ကျွန်တော်ပုံမှာကျွန်တော်ဒါမဖြူစင်ခဲ့တာကျွန်တော်အဲ့လိုတော့ပြန်မဖြစ်ချင်ဘူးအဲ့လိုဖြူစင်နေသူဆိုရင်ကျွန်တော်အမဟောပဲယူပါအမမင်းကိုချစ်လို့ပြန်ရလေမင်းတို့ပြန်ချစ်ပင်ရသူပြောဟာလေမမကိုနောက်ကမမကိုမမရတဲ့စင်းရဲနဲ့လို့နောက်မှလူဘယ်သူမှမရှိဘူးကြည့် သူမှသူပဲရှိရဲဆိုသူကလည်းကိုယ်မှဖြစ်နေမှာတော့မရွေးချင်နေကြဘာမှမရှိတော့ဘူးအဲ့တော့ဒါပေမဲ့ကျွန်တော်လေးမနေ့ကအကြည့်အနေနဲ့ဟိုတောက်လျှောက်ကျွန်တော်စဉ်းစားရပါတော့ငါဘာလို့မရွေးချယ်ခဲ့ရလဲဆိုချင်ပါဒါလည်းတကြောင်ဝင်လာတဲ့အချိန်မှာကျွန်တော်စိတ်ကိုဖြေသွားတယ်ဘာလဲဆိုတော့ငါတို့ကတယောက်လိုအချက်ကိုတယောက်ဖြေစီခဲ့ကြတာပဲဆိုတာလေးရလေးဟာကျွန်တော်ဝမ်းနေဝမ်းအဲ့ဒါလေးရလေးရွေးချယ်မိမှာပါပဲဘာဖြစ်လဲဆိုတော့အမ အချစ်ကအဲ့ထဲမှာဖြူစင်တယ်မမတက်ငင်ပြောပါတော့မမတက်ငင်ရဲ့အချစ်ကဖြူစင်တယ်အဲ့လိုမျိုးပဲနောက်ကျောင်းရှင်းရှင်းနဲ့ဖြူစင်တဲ့အချစ်ဆိုရင်တော့ကျွန်တော်ကျွန်တော်ဒီ yes ဆိုတဲ့စကားလည်းဘာမှမရှိမှာမဟုတ်ပါဘူး